အားလုံးပဲမင်္ဂလာပါရှင်။ Oreo Book by နှစ်ဝက် Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာတားထွေးရေးသားထားတဲ့ကျင်းနှဆွာနေထိုင်ခြင်းဆိုတဲ့စာအုပ်ကလေးရဲ့စသိမ်းပိုင်းကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရစေရှင်။ကျမကတော့စာဖတ်သူနှင်းဝေဖြစ်ပါရစေ။အတေလူတိုင်းမှာရှိထားတဲ့လူပိသားတဲ့အတေတစ်ခုရှိပါရစေ။ဒါကတော့ကိုပိုင်တဲ့အရာဆိုရင်တိတ်ကိုမြန်လို့တံပိုးထားတတ်လျင် တဘာသူပိုင်ဆိုင်တဲ့အရာကို မထိပါမိဘူးပါပဲတံပိုးကြီးသည်ဖြစ်ပါစေတံပိုးမကြီးသည်ဖြစ်ပါစေတံပိုးထားတဲ့ရင်တံပိုးရှိပါတယ်လူတွေကကိုပိုင်တဲ့အရာဆိုရင်တံပိုးထားမျက်နှိုးတက်ကြတာမဟုတ်လို့သူများဖြက်စည်းမှလူယူမှကိုအရန်ဆိုရင်တက်ကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းသူများပိုင်တဲ့အရာဆိုရင် လုံးဝရှောင်ပါတယ်မသိလို့လိုချင်ရင်လိုချင်ခဲ့မိရင်တောင်မှ ပိုင်ရှင်ရှိမှန်းသိသွားရင်ချက်ချင်းရှောင်ရပါတယ် ဘလောက်ပဲလိုချင်နေပါစေပိုင်ရှင်ရှိမှန်းသိသွားတဲ့အခါမှာမလိုချင်ပါဘူးလေဆိုပြီးတော့အမြဲမှုသားတုံးပါတယ်အချက်မှာတုံးပွင့်ဆိုင်ဇလန်းတွေကျုံလာရင်ပိုင်ရှင်ရှိမှန်းသိလျက်နဲ့အတင်းဝင်လာတဲ့နောက်လူဟာအယံကိုအောက်တန်းကြပါတယ်အချက်နဲ့စစ်မှာမတရားတာမရှိဘူးဆိုတဲ့စကားဟာကျွန်တော်အတွေ့တိုင်းသာဆိုရင်လုံးဝလက်သင့်ခံလို့မရပါဘူးကိုလိုချင်တာတစ်ခုအတွက်နဲ့ကိုချင်းစာစိတ်မရှိပဲလိုရာဆွဲပြောတဲ့စကားလုံးလို့သာမြင်ပါတယ် သူများပိုင်တဲ့အရာကို မဖြတ်စည်းရဘူးမမတ်မောရဘူးဆိုတာလူတိုင်းသိထားတဲ့အသည့်တစ်ခုပါဘေးကနေတဲ့ကိုယ်တော်မှာလိုချင်နေတယ်ဆိုရင်ပိုင်ရှင်ဖြစ်တဲ့သူဆိုဘလောက်တောင်မျက်နှိုးတန်ဖိုးထားရမလဲစဉ်းစားကြည့်ပေါ့ကိုချင်းစာတရားကိုကြတော့လူတိုင်းရဲ့ပါဇက်ကပြောတတ်ကြပါမိမယ်ကိုယ်တိုင်မကြုံဘူးသူရွေးကတော့နားမလဲကြပါဘူး ကျွန်တော်ကတော့ကိုကြောင့်သူများတိဆောက်ထားတဲ့အရာလေးပျက်စီးသွားမှာကိုအယမ်းစိုးရင်တလို့ကျွန်တော်တိဆောက်ထားတဲ့အရာတွေကိုလည်းတစ်ဖက်လူလာထိတာမျိုးကို လုံးဝသဘောမကျပါဘူးကိုပိုင်တဲ့အရာကိုမျက်နှိုးတံပိုးထားတဲ့သူဆိုလို့ရှိရင်ပိုင်ရှင်ရှိတဲ့အရာဆိုလို့ရှိရင်လုံးဝလုံးဝရှောင်ရပါမယ်ကိုချင်းစာတက်ရပါမယ်လူပီတတဲ့အသည့်ရှိရပါလိမ့်မယ်လက်တွဲဖို့ရွေးတဲ့အခါ ကိုယ့်အတွက်လက်တွဲဖို့ရွေးတဲ့အခါမှာ အတိတ်ကိုလက်ခံပေးနိုင်တဲ့သူကိုပဲရွေးချယ်ပါ တခုခုဆို အတိတ်ကို အစပြန်ဖို့တတ်တဲ့သူ အတိတ်ကို အနာယူတဲ့သူမျိုးဆိုရင်လုံးဝအဆင်မပြေနိုင်ပါဘူးလူတယောက်ကိုချစ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါသူ့ရဲ့အရာရာတိုင်းကိုလက်ခံနိုင်ရဲ့လားဆိုတာတေချာဆန်းစစ်ကြည့်တဲ့မှာတယ်တေချာနိုင်မှသာချစ်ပါ လက်တွဲပါပြန်ပြင်လို့မရတော့တဲ့အတိတ်ကိုခဏခဏပြန်အစဖော်နေတဲ့အခါ ိုရိုင်းလဲပင်မရသလိုရေရှည်အတွက်လည်းအဆင်မပြေနိုင်ပါဘူးတချို့တော့အတိတ်တွေက ကိုရိုင်းတော်မသိချင်တော့လို့ခါခါတီးတီးမေ့ပြစ်ထားတာမျိုးတွေလည်းရှိနိုင်ပါတယ်လူတိုင်းမှာ dark side တွေရှိပါတယ် negative ဆန်ခဲ့တဲ့အတိတ်တွေလည်းရှိကိုစီရှိကြပါတယ်တကယ်ချစ်တဲ့သူဟာအတိတ်ကို မေးခွန်းမထုတ်ဘဲနဲ့လက်ရှိအချိန်လေးမှာ အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးတယ်ဘလောက်ပဲအနာအဆာတွေရှိပါစေသူ့အချစ်တွေနဲ့မွန်းမံပေးတယ်အပြည့်အဝတံပိုးထားပါတယ် အနာဂတ်မှာလက်တွဲသွားနိုင်ဖို့အမြဲကြိုးစားတယ်။လူတိုင်းမှာ အတိတ်ဆိုတာရှိတယ်။ဒါကိုလက်ခံပေးနိုင်လို့ရှိရင်တဘောအလုံးအဆင်ပြေပြေလက်တွဲသွားလို့ရပါတယ်။ချစ်ချင်းမေတ္တာစင့်မှန်လျင်အချစ်ခံရဖို့ဟာဘယ်တော့မှဖန်တီးယူလို့မရတဲ့အရာတစ်ခုပဲ။အချစ်ခံရဖို့ဘာလို့အပ်လဲ။ချစ်ပေးနိုင်တဲ့လူတစ်ယောက်သာလိုပါတယ်။အချစ်ခံရဖို့ကိုယ့်ဘဝကိုဇန်နာပြစရာမလိုဘူး။ စိတ်မပါဘဲနဲ့လည်းလိမ်မာပြစရာမလိုပါဘူးကိုကိုတကယ်ချစ်တဲ့သူဟာ အလိုလိုနေရင်းကိုချစ်ပါတယ်ဘာမှပြောင်းလဲစရာမလိုဘူးဘာကိုမှဟန်ဆောင်နေစရာလည်းမလိုဘူးဘာလို့ချစ်လဲလို့မေးရင်အကြောင်းပြချက်မရှိဘူးသူချစ်နေရခြင်းကကိုဖြစ်နေလို့ပါပဲချစ်ချင်းမြတ်တာအစ်စ်တွေဟာ ရုပ်ရည်မရှိဘူးပစ္စည်းဥစ္စာမရှိဘူးကိုဘလို့နေနေဘလို့အားနေချက်တွေပဲရှိရှိ အပြေဝချစ်တယ် ကိုနဲ့ပတ်သက်တဲ့အရာရာတိုင်းကိုလက်သိခံပေးနိုင်တဲ့သဘောထားအပြည့်အဝရှိပါတယ်။ဘလို့နေမှချစ်မယ်။ဘလို့ပုံစံလေးကချစ်ဖို့ကောင်းတယ်ဆိုတာတကယ်မချစ်သေးလို့ပါ။တကယ်ချစ်မိတဲ့အခါသူဘလို့နေနေကို့မှာချစ်ရပါတယ်။တငယ်ချင်းတယောက်ရှိတယ်။သူဟာသူ့ချစ်သူအပေါ်မှာချစ်တယ်ဆိုတာထက်ဝကြွေးပါလာခဲ့တယ်လို့ပါပဲ။လိန်ညာနေမှန်းသိရတဲ့တောင်သူအဆင်ပြေနေဖို့မသိချင်အောင်ဆောင်ပေးပြီးတော့နေတတ်တယ်။သူကငါ့ကိုချစ်ပါတယ်။ သူကမချစ်ပြတတ်တာတဲ့။အဲဒီလိုလူမျိုးတွေကိုတကယ်အံ့ဩပါတယ်။မချစ်ပြတတ်ဘူးဆိုတာကဘာပေါ်မှာမရှိပါဘူး။ချစ်တဲ့သူ ဆိုတာအရာအားလုံးမှာကိုချစ်သူကိုဥစားပေးဖို့အမြဲတမ်းထည့်တွေးနေတတ်ပါတယ်။သူချစ်လာဖို့သူပြောသလိုနေတယ်။သူခိုင်းသလိုလုပ်တယ်။ကို အစိတ်တိုင်းဘတော်မှမပြောဆိုရတဲ့အဖြစ်တွေကတိတ်တနာဖို့ကောင်းပါတယ်။သူမြဲပြောနေကြစကားလေးကအချစ်မခံရတဲ့လူတွေမှာတဲ့ ကိုစိတ်ထဲမှာရှိတဲ့အတိုင်းနေပြီးတော့ပြောချင်ရာပြောပြီးတော့လှည့်ထွက်လာခွင့်မရှိဘူးတဲ့။ဒါဟာသူ့ရဲ့မှားယွင်းနေမှုပါပဲ။ကိုဘဝကိုဇက်နာပြမှကိုကုကိုတိမ်ငယ်နေမှ အချစ်ခံရမယ်ဆိုလို့ရှိရင်အဲ့ဒီချစ်ချင်းမြတ်တာကနေချက်ချင်းလှည့်ထွက်ခဲ့လိုက်ပါ။အချစ်ခံရဖို့အတင်းအကျပ်လုပ်ယူလို့မရပါဘူး။သူချစ်လာမှာပါ။တနေ့တော့ကိုမြတ်တာတွေကို နားလေလာမှာပါဆိုတဲ့စိတ်မျိုးဘတော့မှမထားပါနဲ့။ ကိုကို welcome ဖြစ်တဲ့ဘလို့နေရာမျိုးကိုမှကတ်တွယ်နေစရာမလိုပါဘူး။ဘသူအတွက်မှကို့အနေအထားကို ပြောင်းလဲပြစ်စရာမလိုပါဘူး။ကို့ပုံစံအတိုင်းကို့ဖြစ်တည်မှုအတိုင်းနေပါ။ကိုကြိုက်တာပဲကိုလုပ်ပါ။ကို့ပုံစံလေးအတိုင်းတန်ဖိုးထားပေးခြင်းတဲ့သူချစ်ပေးခြင်းတဲ့သူကသူ့အလိုလိုရောက်လာပါလိမ့်မယ်။နှွေးထွေးမှုရဝန်းငယ်ကျွန်တော်တို့လူသားတိုင်းဟာဂယုစိုက်ခံခြင်းကြပါတယ်။အချစ်ခံခြင်းကြပါတယ်။ အများကြီးမဟုတ်တာတောင်နည်းနည်းလေးဖြစ်ဖြစ်လူတိုင်းမဟုတ်ရင်တောင်တစုံတစ်ယောက်စီကဖြစ်ဖြစ်လူတိုင်းတောင်းတကြစမြဲပါပဲရင်းကျက်လွန်ပါတယ်ဆိုတဲ့လူတွေဟာပြိုလဲသွားမှာဆိုလို့တမာချင်းအောင်စောင့်နေတာမျိုးပါသူတို့မှလည်းပြိုလဲနေတဲ့အချိန်တွေအများကြီးရှိပါတယ်ကိုကိုအာကိုတကြီးစောင့်ကြည့်နေကြတဲ့လူတွေပြိုလဲသွားမှာဆိုတဲ့စိတ်နဲ့အာတင်းထားရတာမျိုးပါဘသူကမှစိတ်မပါဘဲနဲ့လိမ္မာမပြချင်ပါဘူးလူတိုင်းကအချစ်ခံခြင်းနဲ့ ရစ်ချင်တဲ့လူစုံတဦးရဲ့ចောင်းစိုးလေးတကောင်ဖြစ်ချင်ကြပါတယ်။တည်ငြိမ်ရင်ကျက်လွန်းနေတဲ့လူတွေမှလည်းဂယုစိုက်ခံခြင်းလွန်းတဲ့ပြဿနာ အမြဲရှိနေကြတာမျိုးပါ။ဂယုစိုက်ပေးတဲ့လူနည်းနည်းလေးကိုအယမ်းချစ်တယ်လို့အယမ်းလဲတမိုးထားကြပါတယ်။တတိယတိုင်းသူ့နာမည်လေးကို ရေရွတ်ပြီးတော့အထက်ထက်ကျေးဇူးတင်နေမိတာမျိုးအထိပါပဲကျွန်တော်ကိုယ်တိုင်လည်းဂယူးဆိုင်ခံရတာကိုကြိုက်ပါတယ်ဒါကြောင့်ကိုဘေးနာကလူတွေကိုလည်းအတက်နိုင်ဆုံးဂယူးဆိုင်ပေးဖြစ်ပါတယ် အရန်ပင်ပန်းလာတဲ့အခါမှာဒဇုံတူးစီမှာပြိုလဲပြခြင်းနဲ့သူ့စီကနှစ်သိမ့်တာကိုလိုခြင်းနဲ့သူ့ရဲ့အားပေးစကားတွေကိုကြားခြင်းနဲ့ကျွန်တော်သိတဲ့ဂီယူဆိုင်မှုတွေမှာတံပိုးကြီးစရာမလိုပါဘူး။သူ့ငါ့ကိုအမြဲဂီယူဆိုင်နေပါလားဆိုတဲ့အတိလေးနဲ့တင်ပြေဆုံးပါတယ်။စောင်းတေချာချုံအိတ်နော်။အနှွေးတွေရောဝိရလားဆိုတာမျိုးအဆက်တွေအရန်မစားမိစေနဲ့နော်။အပြင်းသွားရင်လည်းဂီယူဆိုင်အောင်ဒီလောက်လေးပါပဲ။ တန်ဖိုးချင်းပစ္စည်းတွေဝယ်ပေးဖို့မလိုပါဘူးအစားအသောက်ကောင်းတွေလည်းဝယ်ကျွေးဖို့မဟုတ်ပါဘူးတတိတယပြောတဲ့စကားတကူတကပို့တဲ့စာတချောင်းဒါလီနဲ့တင်လုံလောက်နေပါပြီကဘာကြီးမှာကိုကိုဂယူးဆိုင်နေတဲ့ချစ်ပေးတဲ့သူ ကိုတခုခုဖြစ်မှာအမြဲစိုးရိမ်နေတဲ့သူသူ့လိုလူတစ်ယောက်ရှိတယ်ဆိုတဲ့အသည့်ကတိတ်ကိုနှွေးထွေးပြီးတော့ပျော်စရာကောင်းလွန်ပါတယ်။လောင်းရဲ့ယောက်ျားဖြစ်ပါစေမိန်းမဖြစ်ပါစေ ဘဝမှာလူတူဦးတယောက်ကိုအာကိုမှီတွဲသွားတတ်တာမျိုးရှိတတ်ပါတယ်။လူစုံတူဦးရဲ့လောင်ရဲအောက်မှာဘဝတစ်လျှောက်လုံးထောက်ဝစင်ခေါလုံသွားခြင်းတာမျိုးပေါ့။ဘဝတစ်လျှောက်လုံးကိုဟာကိုတူးကိုချွန်ကိုအားကိုကိုပြီးတော့ကိုချရာပေါ်မှာကိုမမမမရက်တီနိုင်ခဲ့တဲ့အရေးအချင်းရှိတဲ့လူတယောက်ဖြစ်ပေမယ့်ကိုချီရတဲ့သူနဲ့တွေ့တဲ့အပေါ်မှာတော့မှီတွဲသွားခြင်းကြပါတယ်။အာကိုသွားခြင်းနဲ့ သူ့ရဲ့ရိတ်အောင်မှနေရင်လုံးုံတလို့ခံစားရပြီးတော့သူ့ကိုနဲ့အနီးနားမှာရှိနေမှဘဝကပြည့်စုံတလို့ခံစားရတယ်။သူ့အတန်လေးကြားရမှအာအိမ်နေတက်လာတယ်။နေ့တစ်တိုင်းကို သူ့မျက်နှာလေးကိုကြည့်ပြီးတော့စတင်ခြင်းနဲ့သူ့ပြုသမျှနှုခြင်းနဲ့သူ့ယူရတာကိုခံခြင်းနဲ့သူ့ထိုးပွေတာမျိုးကိုလည်းလိုခြင်းနဲ့သူ့ကြိုးဆွဲရကိုကခြင်းနဲ့သူ့စုံငေါက်တာလေးကိုခံခြင်းနဲ့ဘဝမှာသူ့မပါတော့ဘဲနဲ့တယောက်တည်းဖြတ်တန်းဖို့မဖြစ်နိုင်တော့တဲ့အထီးပေါ် အရာအလုံးကသူ့စိတ်နဲ့ကိုယ်ခန္ဓာဖြစ်သွားတယ်။သူပြောနေရင်ကိုပြောရတယ်လို့သူ့ဝမ်းနဲ့နေရင်လည်းကိုပါလိုက်ပြီးတော့ဝမ်းနဲ့သွားတတ်ပါတယ်။ဒါဟာစစ်မှန်တဲ့ချစ်ချင်းမေတ္တာတစ်ခုပါ။ချစ်ချင်းမေတ္တာကြောင့်မိကိုယ်သူဖြစ်သွားတာကိုအရေးချင်းမရှိတဲ့သူတယောက်လို့မဆိုနိုင်တယ်လို့လူပြောညံ့လူဖျင်းတယောက်ရဲ့လို့လည်းသတ်မှတ်လို့မရပါဘူး။ချစ်ချင်းမြတ်တာဟာအရာရာကိုပြုပြင်ပြောင်းလဲစေနိုင်ပါတယ်။တမဏိကိုဖျောင်းခဲ့သူပျော့ပြောင်းစေနိုင်တယ်လို့ ဖျောင်းကိုလည်းတမဏိကဲ့သို့မာကျော်စီနိုင်တာဟာချစ်ချင်းမေတ္တာရဲ့စွမ်းအားတွေပါပဲ right person right person ဆိုတာပါလေအခုနောက်ပိုင်းမှာ right person ဆိုတဲ့စကားလုံးကို အသုံးများလာကြပါတယ် right person စစ်မှန်တဲ့လူဆိုတာရှင်းရှင်းလေးပါပဲပျော်စရာအချိန်တွေအကောင်းဆုံးအချိန်တွေမှာအတူတူဖြတ်တန်းပြီးတော့ခက်ခဲတဲ့အချိန် အဆင်မပြေတဲ့အချိန်အခါတွေဆိုရင်ဘေးကနေထွက်မသွားဘဲနဲ့ကိုယ့်လက်ကိုမြဲမြဲဆွဲထားနိုင်တဲ့သူဒုက္ခတောကတွေကိုအတူယဉ်ဆိုင်ပြီးတော့ပျော်စရာတွေကို အတူဖန်တီးနိုင်မဲ့သူအတိတ်ကကို့အကြောင်းတွေဘာတစ်ခုမှမေးခွန်းမထုတ်ဘဲနဲ့လက်ရှိအချိန်မှာလိုလေသေးမရှိချစ်ပေးမဲ့သူအနာဂတ်မှာသူနဲ့အတူပျော်နိုင်ဖို့ကြိုးစားတဲ့သူချစ်တယ်လို့ပြောတဲ့လူတိုင်းမှာဓာရီသွားချလို့မရပါဘူးနီးစပ်ဖို့လည်းဘယ်တော့မှမကြိုးစားဘူးဘူး ကိုကိုချီဤမချီဤဆိုတာသူ့အပြုအမူတွေကနေ သိနိုင်မှာပါပြောသမျှယုံပြီးတော့ right person လို့သတ်မှတ်ထားတဲ့လူတွေကြောင့်ခဏခဏနာကျင်ဘူးပြီးပြီမဟုတ်လားသူပြောရှင်မို့ကိုကိုလိုချင်တာမဟုတ်ပဲနဲ့သူနဲ့အတူကိုကိုပျော်စေခြင်းနဲ့သူအဲ့ဒီလိုလူနဲ့တွေ့တဲ့အခါချစ်ချင်းမေတ္တာဟာပျော်စရာကောင်းကြောင်အချိတ်အကြာကြီးစောင့်နေခဲ့ရတဲ့ right time right person ဟာတကယ်ရှိကြောင်းတတော်တို့သိလာမှာပါအားလုံးပဲ right person နဲ့သာစုံစည်းနိုင်ကြပါစေ။သားထွေပရိသတ်များရှင်စာရေးဆရာသားထွေရေးသားထားသောကျင့်နှံစွာနေထိုင်ခြင်းဆိုတဲ့စာအုပ်ကလေးဒီမှာရင်ဆုံးသက်ပြီးဖြစ်ပါရဲ့ရှင်။ပရိသတ်များက Oreo Book နားထောင်ရတာကြိုက်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ Oreo Book ပိုင်းနှင်းဝေဆိုတဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေရှင်။ ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေပြီးတော့အဆောက်ကောင်းလေးများကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဆုံးထိအားပေးနာစင်တဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်